ချင်းပြည်ဒုတိယကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့ကိုချင်းပြည်နယ်တပ်ဖွဲ့ဝင်တွေကစုစုစကန်းအလုံးစုံတင်းပိုက်နိုင်ရေးဝိုင်းဝန်းပိတ်ဆို့ရိတ်ခါဖြတ်တောက်ထားတယ်လို့ဒေသခံစီရင်သတင်းမြင့်တွေက ပြောပါတယ်ချင်းတော်လိုင်းတပ်တွေဖြစ်တဲ့ချင်းပြည်နယ်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကဖလန်းမြို့အလုံးစုံတင်းပိုက်နိုင်ဖို့မြို့တိုင်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးတပ်ကုန်းပေါ်မှာအခြေပြုနေထိုင်တဲ့စုစုကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကနေမတ်6ရက် 3လကျော်ကြာဆန်စီစာရိတ်ခါတွေနဲ့တောက်တုံးရီချွေရီတွေကိုဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတယ်လို့ချင်းညောင်တပ်ဖွဲ့ဝင် CNO CNT ရဲ့ပြောရေးဆိုခွင့်ရှိသူ slide တင်ပြီးတော့ပြောပါတယ်။ဟုတ်ကဲ့။ဟိုသူဒီစပယ်မတိုင်းတင်ကြတဲ့နေသူတို့အာအထောက်ပံ့ပစ္စည်းတွေကတော့သူတို့ထိုးလောင်ထားတော့ရှိမှာပေါ့လေ။ဒါပေမဲ့ဟိုတစ်ခေါက်အာဝယ်ထားလို့ဘာလို့ gain ရှင်ဟိုချားတဲ့ပစ္စည်းတွေထဲမှာမပြီးဘူးပါဘူး။စားတော့စားတဲ့ကပြီးဘူးပါဘူးတဲ့။ ပါလာတဲ့ဟာတွေ့ရတယ်ဆိုတော့သူတို့ဘက်မှာလည်းစာနဲ့ရိတ်ခါဖြစ်ခဲ့ပြီးတော့ကြုံရတယ်တော့ခဏလို့ရပါတော့ဒီလိုရိတ်ခါဖြတ်တောက်ထားတာကြောင့်စုပ်စုတက်တွေဟာစံစီသားရိတ်ခါတွေနဲ့တောက်သုံးရချွေးတွေပြက်လက်နေပြီးငတ်မမှုကြုံနေရတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်လက်ရှိအချိန်မှာတော့တော်လိုင်းအင်အားစုတွေကဖလန်းမြို့တောင်ကုန်းဘုံမှာတည်ရှိတဲ့အင်အား120ကျော်တည်ရှိတဲ့စုပ်စုချီလင်းတိုင်ရဲ့ ခလာရ268လျောက်ကန်ဆောက်စုစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တပ်ကုန်းအနည်းထိဝိုင်းဝန်းပိတ်ဆို့ထားပြီးအလုံးစုံသိမ်းပိုက်နိုင်ဖို့စူးစမ်းနေတယ်လို့ချင်းအောင်တပ်ဖွဲ့ဝင် CNO CNT ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုက်တမီကပြောပါတယ်တလောကတော့နည်းနည်းငယ်ငယ်ပေါ့လေဒါပေမဲ့ပြင်ဆင်မှုတွေတော့ဆက်လုပ်တယ်ဒီအသေးစားပြကမှုတွေတော့ရှိပါတယ်ဒါပေမဲ့အဲဝယ်ကတော့ တော့စာပို့ရတဲ့ပြင်ဆင်နေတဲ့ချိန်မှာရှိပါတယ်။ဖလက်မြို့ကတော့ချင်းညောင်တပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့နှစ်နိုဘာ9ရက်နေ့ကစပြီးချင်းညောင်စစ်စင် Operation CP အဖြစ်မြို့တိုင်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းအထွေထွေအုပ်ချုပ်ရေးရုံးမြို့နယ်ရဲစခန်းခရိုင်ရဲစခန်းဆောက်လုပ်ရေးရုံးစစ်အုပ်စုစခန်းတွေကိုတိမ့်ပတ်ရရှိထားကဖလန့်ကန်ရဲတပ်ဖွဲ့မှုဦးမိုးနိုင်ဖလန့်မြို့နယ်ရဲတပ်ဖွဲ့မှုဦးမျိုးဝင်း ဗလိုက်မြုံနဲ့တူရဲမှုဥက္ကမောင်ထွန်းရဲရရှိအပါဝင်ဆောက်စုလက်နက်ကန်55ခုအရှင်မြတ်ဖမ်းဆီးရရှိကလက်နက်အများပြားတင်စီရရှိထားပါတယ်ဗလိုက်မြုံမှာတော့ဆောက်စုတပ်တွေကဘုံကျဲတိုက်ခိုက်နေတာကြောင့်မြို့ပေါ်ရပ်ကွက်မှာရှိတဲ့နေအိမ်တရာကျော်မိလောင်ပစ်စည်းခဲ့ပြီးဒေသခံတောင်းချီတောတောင်တွင်ထွက်ပြေးတင်းရှောင်နေရပြီးဒီနေ့အတိုင်းနေရက်ကိုပြန်လည်နေထိုင်မှုမရှိသေးဘူးလို့အကူအညီပေးသူတွေက ပြောပါတယ်ချင်းပြည်နယ်တွင်းမှာတော့တော်လိုက်တပ်တွေက မင်းတက်ကံပက်လက်မတူပြီးတောဆန်ကြည်ခါရီကော်ဒါလိုင်လင်းပီကျင်တွေးမကွေရင်နူနာရင်ရေစွာဝီပူလာစုကစတဲ့မြို့ကိုတိတ်ပိုက်ထင်းချုပ်ထားပြီးတော့ဘလုတ်ဝမြို့နဲ့စမီးမြို့တော့အာကတတ်တော်အေကတိတ်ပိုက်ထင်းချုပ်ထားပါတယ်လက်ရှိမှာတော့ဟာခါထန်ဒလန်ခိုင်ခန့်တိရိမြို့နယ်တွေမှာတော့ဆုပ်ဆုပ်စကန်းကြာရှိပြီးချင်းပြည်တော်ကဆုပ်ဆုပ်ကင်းစင်အမြန်ဆုံးလှုပ်ဆောင်သွားမယ်လို့ ရှင်းပြတော်လိုင်းတပ်ဖွဲ့တွေကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်ခံရခြင်းနေရင်တွင်းရှိနေပါကရေရောက်ခန်းဘုံကိုကျင်းနဲ့နေရင်ထူးထူးရှိတဲ့အခန်းတဲပုံကိုပါဇဝဲလိုမျိုးအကာအကွယ်ရဝင်ပြီးဥကောင်းကိုလက်နက်ဖက်နှုတ်တရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါတရင်ပေါက်နဲ့အဝေးဆုံးမှာနေပါ